တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းလာမဒူပိုမူကြီးတွေအပါအဝင်စကောင်းစီအရာရှိကြီးလေးဦးတိုက်ပွဲမှာတည်ဆုံးပြီးတဲ့နောက်အကြံဖက်စကောင်းစီကတမ66ရဲ့တမမူ ဘုံမူကျုပ်ဝင်းတုလင်းကိုမင်းလာတို့ဆစ်လို့ပြီးတော့ဆစ်စင်ရေလောက်ခိုင်းကနိုင်နိုင်နင်းနဲ့မကိုင်းတွဲနိုင်ရင်ယာတို့ကနေအနာပေဖြုတ်ပယ်မယ်လို့ချိန်ချောက်တဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်ဒုတိယဘုံမူကြီးများအပါအဝင်စကောင်းစီအရာရှိကြီး၄ဦးတိုက်ပွဲမှာသေဆုံးပြီးတဲ့နောက်အကြံဖတ်စကောင်းစီကတမ66ရဲ့တမမူဘုံမူကျုပ်ဝင်းတုလင်းကိုမင်းလာကိုဆစ်လို့ပြီးတော့ဆစ်စင်ရေလောက်ခိုင်းနေတယ်လို့တတရင်ရင်းမြစ်များနဲ့တော်လိုင်းရင်းတရင်ရင်းမြစ်တွေကပြောဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ၄နာရီချိန်ခန့်မှာမင်းလာမျိုးနဲ့အုတ်တွင်းရွာအနီးမှာရှိတဲ့ အကြံပတ်စတက်ရဲ့စကွင်းတဆုံစစည်းရေးဂိတ်ကိုတော်လိုင်းတပွဲများကတိုက်ခိုက်ခဲ့ရမှာအဆိုပါတိုက်ပွဲတွင်းမှာအကြံပတ်စတက်ဘက်ကတာယာဝီခရိုင်စီမံဦးချုပ်ရေးဖွဲ့ဝင်ဒုတိယပုံမှုကြီးစောမျိုးဝင်အုပ်ဖို့မျိုးနဲ့စီမံဦးချုပ်ရေးဖွဲ့ဝင်တက်ဗိုလ်မှူးဖြိုးမင်းဦးတာယာဝီခရိုင်ခရိုင်ဒုတိယရဲမှူးကြီးစိုးခိုင်မင်းလာမျိုးနဲ့စီမံဦးချုပ်ရေးဖွဲ့ဝင်တက်ဗိုလ်မှူးရန်နိုင်အောင်အပါဝင်အကြံပတ်စတက်ဘက်ကစခွေအကောင်း၂၀ထက်မနည်းသေဆုံးခဲ့တာဖြစ်ပါတယ်အဲလိုသေဆုံးပြီးတဲ့နောက်မှာတမ66ရဲ့တမမှုဗိုလ်မှူးချုပ်ဝင်းတုလင်းကို နေပြီးတော့စေယုံကနေမင်လာမျိုးနဲ့ခါလိုက်ရတက်တို့ဆေလို့အခြေပြုပြီးတော့စကြောင်းနေနဲ့မင်လာမျိုးနဲ့တော့မှရှိတဲ့ဘကိုရိုးမှဆက်စင်ရေးကိုလောက်ခိုင်းခဲ့ကြအောင်စကြောင်းတစ်ခုကိုစိမ့်အား900နဲ့စကြောင်းသုံးခုကိုဓမ္မ66ဓမ္မမူဗိုလ်မှူးချုပ်ဝင်းတုလင်းကစီမံကိုခဲ့ပြီးစကြောင်းထိုးခိုင်းနေတယ်လို့သိရပါတယ် PDF ခြေပြုရွာဆိုရင်ဘာမှမချန်တဲ့အကုန်ရှင်းဆိုပြီးဗိုလ်မှူးချုပ်ဝင်းတုလင်းကအမိန်ပေးထားတယ်နောက်ပြီးတော့ရွာတွေကိုမီတင်ရှိုးတာပြင်လက်နက်ကြီးတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်တာလေကြောင်းတိုက်ခိုက်တာတွေလည်းတောက်လျှောက်ရှိလိမ့်မယ် မင်းလာကိုနေမြရှင်လင်းမှုဆစ်စင်ရေလုံးနေတာလို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါဓမ္မ66ရဲ့ဓမ္မမှုဘုံမှုချုပ်ဝင်းတုလင်ဟာအကြံပတ်စတက်ကတို့ DS ရဲ့ဘတ်စင်ဒုံဆက်ကိုအကြောင်းစင်းဖြစ်ပြီးတော့လက်ရှိမင်းလာမျိုးနယ်မှာနေမြရှင်လင်းမှုတွေမပြူနိုင်ဘူးဆိုရင်စကောင်းစစ်ကသူ့ကိုယာတို့ကနေအနာပေးတဲ့အထိရေယူမယ်လို့ဖိအားပေးထားကြောင်း။ဒါကြောင့်ဘုံမှုချုပ်ဝင်းတုလင်ကိုယ်တိုင်ဆစ်စင်ရေနေမြတွင်းမှာရှိတဲ့ခါလရတက်မှာအခြေပြုပြီးတော့၎င်းရဲ့စစ်ကြောင်းများကိုစီမံခန့်ခွဲကိုယ်ခဲနေရခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုနောက်ပိုင်းစကောင်းစီထိပ်ပိုင်းကနေမြေတကိုပြန်ရဖို့တာဝန်ပေးတဲ့ခါမှာမရှင်ကြရင်ယာတို့ဖြုံးမယ်ဆိုတာမျိုးတခါတည်းယာစတန်ပါပေးတာနေမြေတဲ့တိစင်ခိုင်းပြီးတော့စစ်စင်ကြီးကိုကိုကဲခိုင်းနေဒါကနည်းနည်းပြောင်းလဲသွားတဲ့မဟာပြူအားလို့ပြောလို့ရတယ်လို့တပ်သရင်ရင်းမြက်ကရှင်းပြပါတယ်ဒါပြင်မင်းလာချေဆိုင်တော်လန်ရေးသရင်ရင်းမြက်များကလည်းအကြံဘက်စကောင်းစီကမင်းလာမျိုးနဲ့အတွင်းကိုအင်းအားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာဂျေးဝါဆဲကိုနေပါကိုလည်းမိရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများနဲ့ပြက်ခတ်ခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းများလှောက်ဆောင်နေတယ်လို့ပြောဆိုကြပါတယ် အခုမင်းလာရဲ့စရေးချင်းတွေကရန်ကိုတင်းမာနေတယ်။ပြည်သူတွေလည်းထောင်ချီဆက်ရှောင်နေရတယ်။အချင်းတွေကရန်ဆိုးတယ်လို့မင်းလာချေဆိုင်တော်လိုင်းကြီးတရင်ရင်မြက်ကပြောပါတယ်။လက်ရှိမှာဂျမ်ပတ်စကောင်းစီကပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာစတင်ပြီးမင်းလာမျိုးနယ်အတွင်းသို့စစ်ရင်အားလုံးရင်းနဲ့စကြောင်းထိုးလာခြင်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အရတော်မျိုးနယ်တလဲပါပြူစော်ဒီရွာမှာကင်ပတ်နေတဲ့စကောင်းစီတပ်သားများကိုတိုက်ခိုက်မှုတွင်အဂျမ်ပတ်စစ်ကွေ6ဦးထိခိုက်ဒဏ်ရာရရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စကိုင်းတိုင်းရဲတော်မျိုးနယ်တလဲပါပြူစော်တီးဝါကိုခင်းပတ်နေတဲ့အကြမ်းဖက်စခုံးစီတပ်သားများကိုတိုက်ခိုက်ရမှာ၆ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ငွေရင်း Revolution Force တပ်ဖွဲ့ကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကအရဲတော်မျိုးနယ်တလဲပါပြူစော်တီးဝါမှာအကြမ်းဖက်စခုံးစီတပ်သားများဟာရွာရဲ့အပြင်ဘက်မှာခင်းပတ်ရန်ထွက်လာစမှာတော်လိုင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်အကြမ်းဖက်စခုံးစီတပ်သား6ဦးထိခိုက်ဒဏ်ရာရကဒေါ်လန်ရဲ့ရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ တလဲပါပြူစောဒီဝါကိုဂင်ပတ်ဖို့ထွက်လာတဲ့စခွေးတွေနဲ့ပြူခွေးတွေဂင်ပုံဝင်နေတာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါပြကမ်းမှုအတွင်းမှာစခွေးတွေဘက်က6កောင်တန်းရရတယ်လို့ငွေဒွန်ရက်ဖော်လူရှင်ဖို့စတက်ဖွဲ့ကပြောဆိုပါတယ်အဆိုပါတကမ်းမှုကိုမုံရခရိုင်မနက်7တက်ရင်တိုင်းနယ်ကိုတိုင်းနယ်10တိုင်းနယ်17ရွာကန်မဟာမိတ်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့စလင်မျိုးပေါ်မှာရှိတဲ့စတက်တောက်တိုင်ဇာယပရုံကိုဖောက်ခွဲတိုက်ခိုက်မှုတွင်စကောင်းစီတပ်သားတွေထိခိုက်မှုရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ် မကွေးတိုင်းစလင်းမြို့ပေါ်မှာရှိတဲ့အကြံဘတ်စတက်တောက်တိုင်ဆာယာပရုံကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူညီနောင်စလင်းဖွဲကတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ည7:00နာရီခန့်မှာစလင်းမြို့ပေါ်မှာရှိတဲ့အကြံဘတ်စတက်ရဲ့တောက်တိုင်ဆာယာပရုံကိုဒေါ်လန်ရဲ့ရဲဘော်များကအပြင်းစားမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်အကြံဘတ်စကောင်းစီတပ်သားတွေထိခိုက်ဒေဆုံးမှုရေတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပဲအစားအုပ်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။လော်လောဆဲခွေးတိစီးရင်တော့မသိရဘူး။မိုင်းကိုတော့ရုံတွင်းထဲထိပစ်ထက်လိုက်တာ။ကဝေးကနေဖုန်းနဲ့ပဲဝေဒင်းစနစ်နဲ့ခွဲလိုက်တာ။ရုံတွင်းထဲထိတာဆိုတော့ခွေးတွေထိဖို့သေးကြပါလိမ့်။မျိုးပေါ်တက်ပျောက်ကြားစနစ်နဲ့မိုင်းခွဲရတာဆိုတော့မိုင်းခွဲပြီးတော့လုံခြုံရေးရပြန်ပြေးရတာ။လက်ရှိမှာတော့ခွေးအသေးအပြောက်ထိခိုက်ကိုတော့မသိနိုင်သေးဘူး။နောက်မှပဲစုံစမ်းရတာပါလို့ပြည်သူညီနောင်စလင်းဖွဲ့မှတာဝန်ရှိသူတအူးကပြောပါလိမ့်။အဆိုပါတိုက်ခိုက်မှုကိုစလင်းမျိုးပြယူကြည်ကြားပေါက်ဖွဲ့ ပြည်သူလုံးကြုံရေးတပ်ဖွဲ့ပါလာပါပေါတောင်ပိုင်းဂျမရေးဒုနာပြူတပ်ဖွဲ့နဲ့ဗမာတပ်မတော်ဗမာအာမေတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ဒါပြင်ဂျမ်ဘတ်စကောင်းစီနဲ့ရတပ်ဖွဲ့ဝင်များအဂျမ်ဘတ်စကောင်းစီလက်အောက်ခံရုံးများကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူပေါ်အာနာပြအနိုင်ကျင့်တပ်ပြတ်ပေါ်တာဆွဲငွေချေခောက်ခံနေမှုတွေကြောင့် UG ပူးပေါင်းဖွဲ့တွေကဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူညီနောင်စလင်းဖွဲ့ကတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရေနံချောင်းမှာစစ်ချောင်းထုံးနေတဲ့စစ်တပ်စစ်ချောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုတွင် စကွေးရရှိတကောင်ထေသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းရေနံချောင်းမြို့နယ်မှာစစ်ချောင်းထုံးနေတဲ့စတက်စစ်ချောင်းကပြည်သူ့ကောက်ဝဲရီတက်တေထောင်ထားတဲ့မိုင်းကိုနင်းမိပြီးအချမ်းပတ်စကွေးရရှိတကောင်ထေသွားခဲ့တယ်လို့ Bibet Defense Force ရေနံချောင်းမှာတာဝန်ရှိသူတဦးကပြောပြပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကရေနံချောင်းမြို့နယ်အတွင်းသို့စကောင်းစီတက်ဟာဂွေကုံကျေးဝဝချုံရွာလမ်းမှာတဆင့်စစ်ချောင်းထိုးလာကြောင်းအရင်နောက်တရတော်ကျေးဝမှာညာရိုက်ခဲ့ပြီးဇွန်လ26ရက်နေ့မနက်ပိုင်းဂျိုင်းကျေးဝသို့စစ်ချောင်းထိုးဝင်ရောက်လာစဉ် BDR တပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းများကိုနှိမ့်မိကြကြောင်းအဲဒီနောက်မိုင်းပေါက်ကွဲမှုကြောင့်စတက်စစ်ကြောင်းကအရာရှိတအုပ်တစ်ဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိကြကြောင်းထို့ကဲ့သို့မိုင်းမိသွားတဲ့ဂျမ်းမတ်စစ်တပ်စစ်ကြောင်းဟာဂျိုင်းချေးဝါအတွင်းသို့ဝင်ရောက်ညားရိုက်ပြီးတော့ချေးဝါတို့မှရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါတယ်စကွေးရရှိတအုပ်တစ်ဆုံးတာကတော့ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်ထိခိုက်ဒဏ်ရာရရှိတာတွေလည်းများပါတယ်စကွေးတွေကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်ပြည်သူတွေကိုဖန်ဆီးတာတော့မရှိပါဘူးလို့ ဘီဘက်ဒက်ဖန်ဖို့စ်ရေနံချောင်းမှာတာဝန်ရှိသူကရှင်းလင်းပြောပါတယ်။ထိုကဲ့သို့မိုင်းနှင်းမိပြီးတည်ဆုံထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့စတက်စကြောင်းဟာပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မနက်ပိုင်းမှာတော့ရေနံချောင်းမျိုးပေါ်သို့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘီဘက်ဒက်ဖန်ဖို့စ်ရေနံချောင်းရေနတာကော်လန်တမာမီစပယ်ရှယ်ကော်လန်နဲ့အင်ဒေါ်တိုက်နယ်ဘကဖားတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆလတ်ဘီထက်မှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းငုံတိုက်ပွဲမှာအက်စစ်တပ်ဖွဲ့ဝင်တအူကြာဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စကိုင်းတိုင်းမင်ကုံမြို့မှာဇွန်လ28ရက်နေ့ကဖြစ်ခဲ့တဲ့အကြမ်းဖက်စကောင်းစီတပ်တွေနဲ့တိုက်ပွဲအတွင်းမှာအစစ်တပ်ဖွဲ့ဝင်တအူကြာဆုံးပြီးတော့တအူစေကူသားမှုခံယူနေရတယ်လို့အစစ်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံစီကနေသတင်းရရှိပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ဟာအသက်29နှစ်ရွယ်တပ်ဖွဲ့ဝင်အာနိုးခေါ်ဝေယံထပ်ဖြစ်ပြီးရှေတန်းမှာအပြန်အလှန်ဖြစ်ခတ်နေတဲ့အချိန်စကောင်းစီတပ်ဘက်ကဖြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ဝဲရကနေဦးခေါင်းထိမှန်ပြီးကြာဆုံးခဲ့တာလို့ဆိုပါတယ်။သူကမကြာဆုံးခဲ့မြေပြင်တိုက်ပွဲတွေမှာပြင် လက်နက်ကြီးလက်နက်ငယ်ထုတ်ထုတ်ရေးတွေကိုပါစွန်စွန်တက်မှန်စူးစမ်းပြီးတော့ပါဝင်ခဲ့ပါတယ်။သူစနေနဲ့မိသားစုတွေလည်းဇာပနာခန်းသားကိုတက်ရောက်ခဲ့ကြပါတယ်လို့အစစ်တပ်ဖွဲ့ရဲ့တာဝန်ခံကပြောပါတယ်။သူရဲ့ဇာပနာကိုယမန်နေ့ဇွန်လ29ရက်နေ့ကစကိုင်းတိုင်းတွင်းမှာပဲပြုလုပ်ပေးခဲ့ပြီးဒေသခံတွေအစစ်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကလိုက်ပါပို့ဆောင်ပေးခဲ့ကောင်။မိတကြိုပြီးတဲ့နောက်ရိုးပြကိုကောက်ယူထားပြီးအခုတဲကအာစာနေကုန်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။အဲဒီကြာဆုံးသွားတဲ့တပ်ဖွဲ့ဝင်အာနုဟာတိုက်ပွဲတွင်အစစ်တပ်ဖွဲ့ရဲ့ပထမဦးဆုံးကြာဆုံးတဲ့တပ်ဖွဲ့ဝင်ဖြစ်တယ်လို့လည်းသိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့တန်ချက်ကနဲ့စကြောင်းထိုးပြီးလူဖမ်းလာတဲ့စကောင်းစီတက်နဲ့ဗီဒိုကားဝေးတက်မတော့ PDF တွေဇလင်းမျိုးနဲ့ဒုံးမိုင်ကွာမှာတိုက်ပွဲတွေပြင်းထန်နေတဲ့တဲ့ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းဇလင်းမျိုးနဲ့တွင်းကိုတန်ချက်ကကားတွေနဲ့စကြောင်းထိုးပြီးတော့ဒေသခံတွေကိုဖမ်းခေါ်လာတဲ့စကောင်းစီတပ်ပွဲတွေနဲ့ PDF တော်လန်ရေးတပ်ပွဲတွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေစီကတရင်ရရှိပါတယ်။အမြောင်းနဲ့တန်ချက်ကကငါးစည်းပါတဲ့အင်အားတရာခန့်စကြောင်းဟာဂုံဂုံရွာကရွာကမိသားစုတစုကိုစကြောင်းထိုးဖမ်းခေါ်ပြီးတော့ စင်မြူကျုံမျိုးပတ်တို့ဆက်လက်ဝင်ရောက်လာစဉ်ယမနေ့ဇွန်လ28ရက်နေ့မနက်9:00နာရီခွဲလောက်မှာဇလင်းမျိုးနဲ့ဒုံမိုင်ကွာမုံဝွရွာနဲ့တာစီဝါချားမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ကံပြားရွာကနေမနက်9:00နာရီခွဲလောက်ကထွက်လာတာဇလင်းရဲ့စခန်းထဲမှာခဏနားတယ်။အဲဒီကနေမှထွက်လာပြီးဂုံကုံရွာကအိမ်အောင်စုတစုကိုဖမ်းခေါ်သွားတယ်။အဲ့ဒီမိသားစုကတော့သူတို့စစ်ကြောင်ရှေ့ကနေတွားခိုင်းနေလို့ဇလင်းမြုပ်ကန်တဝူးကပြောပြပါတယ်။ဒါပြင်အရင်နေ့မနက်ပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေဟာလက်ရှိဒီကနေ့ချိန်ထိဖြစ်ပွားနေဆဲဖြစ်ပြီးတော့ စကောင်းစီဘက်ကလည်းလက်နက်ကြီးတွေနဲ့ဆမပြက်ဖြစ်ခန့်နေတယ်လို့သိရကတိုက်ပွဲရဲ့နောက်ဆုံးချိန်တွေကိုတော့ဆက်လက်မင်းမြန်ထားဆဲဖြစ်ပါတယ်လက်နက်ကြီးတန်းတွေလည်းဆမပြက်ကြားရတယ်ဒေါက်တော်ပြန်ထန်းပုံရပါတယ်ဒါစီယွာနဲ့မိုးဝင်းယွာကြားမှာဖြစ်တာတိုက်ပွဲကအခုတည်းမပြီးသေးဘူးဒါစီယွာကစပေးရှောင်းလေးဦးနဲ့စတက်ကဖမ်းသွားတယ်လို့နောက်ထပ်စင်ပြူကျုံမျိုးကန်တဦးကပြောပြပါတယ်လက်ရှိမှာတိုက်ပွဲတွေကြောင့်ဇလင်းမျိုးပေါ်မှာလူသွားလူလာကင်းမဲ့နေပြီးမျိုးရဲ့နေတဝိုက်ယွာတွေဖြစ်တဲ့မိုးဝင်းယွာဂုံဂုံယွာပေါင်လောင်ယွာဒါစီယွာဒေါ်တွင်ယွာ ကြီးတော်ဇူးရွာတပ်ပြင့်ရွာတွေနဲ့ဇင်ညိုကျုံမြို့ပေါ်မှာရှိတဲ့ဒေသမြိုင်ခွတ်တက်ကဒေသခံတွေဟာဘေလို့ရကိုထွက်ပြေးဒိန်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒါရိုက်တာနာဂျီရဲ့ဒုတိယမြောက်ရုပ်ရှင်ကဖြစ်တဲ့ What Happened to the Wolf ရုပ်ရှင်အော်စတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာပြသခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဒါရိုက်တာနာဂျီရဲ့ဒုတိယမြောက်ရုပ်ရှင်ကဖြစ်တဲ့ What Happened to the Wolf ရုပ်ရှင်ကိုအော်စတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာပြသခဲ့ရမှာ။ရုပ်ရှင်လက်မှတ်၄၀၀လုံးစိုးအောင်ဖြစ်ခဲ့ပြီးတော့ မြန်မာနဲ့ဩစတြေးလျနိုင်ငံသားတွေကယုံပြေးယုံရှံအားပေးခဲ့ကြတယ်လို့သိရပါတယ်။စကားထဲမှာအကယ်ဒမီပိုင်ဖြိုးသူနဲ့ဒုံတက်ကွန်အကယ်ဒမီအင်ဒရာဂျော်စင်တို့ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ဒါပြင်ရုပ်ရှင်ပြပွဲနဲ့တူຫນွေဦးတော်လံရဲ့ရံမုံငွေဇယောင်းပွဲကိုလည်းပြုလုပ်ခဲ့ပြီးအရေးပွဲမှာပကြီကားတွေကိုလည်းရံမုံငွေလေးလံတင်ရောင်းချခဲ့ပါတယ်။ဒါပြင်ဒီရုပ်ရှင်ကိုစင်ကာပူနဲ့ဩစတြေးလျနိုင်ငံစတနီမျိုးတွေမှာလည်းပြသခဲ့ပြီးပရိသတ်အားပေးမှုတွေလည်းရရှိထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဖြူမျိုးနယ်ဝဲတောင်းရွာမှာရှိတဲ့စက်တက်ခင်းစကန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာ အချမ်းဘတ်စတက်ပတ်မှစကွေးဆယ်ကောင်သိမ်းဆုံးခဲ့ပြီးတော့စတက်ရဲ့ပြက္ခတ်မှုကြောင့်ပြည်သူလေးဦးသိမ်းဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းဖြူမြို့နယ်အုတ်ဖြတ်လန်ဝဲတောင်းရွာမှာရှိတဲ့စတက်ခင်းစကန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာအချမ်းဘတ်စတက်ဘက်ကစကွေးဆယ်ကောင်သိမ်းဆုံးသွားတယ်လို့ပြည်သူ့ကားဝေးရေးတမ်းမတော်စစ်တရင်ရင်းမြစ်ကပြောဆိုပါရစေ။ယမန်နေ့ဇွန်လ29ရက်နေ့မနက်2:30မိနစ်အချိန်မှာစတင်ပြီးဝဲထောင်းရွာမှာရှိတဲ့စစ်တပ်ခင်းစခန်းကိုတော်လိုင်းရေးတပ်တွေကစတင်တိုက်ခိုက်ခဲ့ကြောင်းမနက်9:30မိနစ်အချိန်မှာ အစိုးရစစ်တပ်ကကင်းစကန်းကိုအပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စကန်းတစ်ခုလုံးကိုမီးတင်ရှို့ရှင်းလင်းလိုက်ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်ကစခွေးဆဲကောင်တွေဆုံးပြီးရုပ်လောင်းမတား၅လောင်းရရှိခဲ့ကြောင်းသိရပါတယ်အဲ့ဒီစစ်တပ်စကန်းနေရာကစကောင်းစစ်ကခေစကန်းပွင့်ပြီးတော့ပြည်သူကိုဒုက္ခပေးနေတာအဲ့ဒါကြောင့်တိုက်ခိုက်တာစကန်းကိုသိမ်းပိုက်ပြီးတော့နေမြေရှင်းလင်းရေးလုပ်ပြီးပြန်လည်ဆုတ်ခွာခဲ့ပါတယ်ရန်သူလောင်းဆဲလောင်းမှ၅လောင်းကတော့မျက်မြင်ရရှိပါတယ်လို့ပြည်သူ့ကွယ်ရေးတပ်မတော်မှစစ်သည်ရင်းရေးမြစ်ကရှင်းလင်းပြောဆိုပါတယ် ထိုကဲ့သို့ဖြူမျိုးနယ်ဝဲတောင်းရွာစစ်တပ်ခင်းစခန်းကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စကောင်းစီကလေချောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးတွေဖိကတ်ခြင်းများကိုလုံဆောင်ခဲ့ရမှာဝဲကြီးရွာနဲ့ဝဲထောင်းရွာတို့မှပြည်သူ၄ဦးသေဆုံးခဲ့ရကြောင်းဒါပြင်ပြည်သူအများပြားလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါစစ်စင်ရေးကိုပြည်သူ့ကားဝဲရေးတပ်မတော်ဖြူဟာ24အဆိုပါစစ်စင်ရေးကိုပြည်သူ့ကားဝဲရေးတပ်မတော်ဖြူဟာ24 ARV စကြောင်းဟင်္ဒရာခရိုင်အမှတ်နှစ်တရင်ဖြူမျိုးနယ်ဘကဖားနဲ့ရန်ကုန်တိုင်းဘကဖားအပါအဝင်ဒေါ်လန်ရင်းမအမိတ်တက်တွေကစူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ကြတဲ့တရင်ပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပါတရင်ဒေါ်လိုင်းရဲ့ဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ